စကိုင်းတိုင်းကောလင်းမြို့နယ်အနောက်ခြမ်းကစစ်ရှောင်းအင်နာစု150စုကိုဇွန်22ရက်မှာစံထောက်ပံ့ပေးခဲ့တယ်လို့ကောလင်းပြည်သူ့မှပြည်သူတို့အဖွဲ့အစည်းကသိရပါတယ်။ပြည်ပရာအလူရှင်မိသားစုတစုရဲ့ထောက်ပံ့မှုကိုဇွန်22ရက်မှာတိုင်နာဘို22ပြည်နှုံးနဲ့ကုစားသားရောက်ထောက်ပံ့ပေးခဲ့တာလို့ကောလင်းပြည်သူ့မှပြည်သူတို့ရဲ့ တော်ဝင်ခန့်ကိုသေးကြီးကပြောပါတယ်ကျွန်တော်မှခံမှန်းထားတာကအင်တော်စုနေရာစာလောက်စီစဉ်ထားတာပေါ့နော်ဒါပေမဲ့အဲကျွန်တော်သွားတဲ့နေရာမှာအင်တော်စုအဲ150ကျော်လောက်ပဲရှိတယ်အဲဒီတန်ရှိလာတဲ့ဆန်တွေကိုကျွန်တော်တို့လိုအပ်တဲ့နေရာတွေကိုဆက်လက်မျှဝေပြီးတော့မှာဖြစ်ပါတယ်ခင်ဗျဒါအပြင်မိုးရင်းကာလဖြစ်တာကြောင့်ခြင်းအနေနဲ့တခြားကုဆက်ယောဂတွေဖြစ်မှာစိုးရိမ်နေရပြီးခြင်းနံတွေလည်းလိုအပ်နေသေးတာကြောင့်ထောက်ပံ့ပေးကြဖို့လည်းသူကဆိုထားပါတယ် လက်တလုံးဒီမိုးရင်းမူးကြကားစားဆိုတော့ကျွန်တော်ချင်းနေတာပေါ်တာပေါ့နော်အဲ့တော့ချင်းတော်လိုအချက်တွေရှိတယ်ပေါ့နော်ပြီးရင်တချို့နေရာတွေကျတော့လည်းအခုဒီတဲလူရှင်တွေပါလေရှိတော့နေကြရတော့အစ်ပြေသွားကြပြီအဲ့ဒါပေမဲ့အဲ့ဒီဘယ်လိုပြောမလဲချင်းအန်ရဲ့အတွက်ချင်းအန်ရဲ့အတွက်တော့ဆင်ဟိုပါပေါ့ချင်းတော်နေလိုအပ်နေသေးတယ်ပေါ့အဲ့ဒီစပေးရှောင်တွေဟာစပေးတင်းရှောင်တွေရတာတစ်နှစ်ကျော်ရှိပြီးစားတော်ရဲ့အတွက်လည်းအဆင်မပြေမှုနဲ့ရင်ဆိုင်နေကြရတယ်လို့ဒီရပါတယ်